ကက်ကရဲ့ speed အမြင်နှုံးချိန်ကြီးမှု feature ဟာ video တီးဖြတ်ခြင်းမှာအရေးပါဆုံးတဲ့အနုပညာဆန်တဲ့ effect တွေဖန်တီးနိုင်တဲ့ tools တစ်ခုဖြစ်ပါတယ် speed feature ကိုအဓိကအဖြစ်နှစ်မျိုးခွဲခြားထားပါတယ်အခုတုံးပြထားတဲ့ feature လေးကတော့ curve speed လို့ခေါ်ပြီးတော့အကွေ့အောက်မြင်နှုံးချိန်ကြီးခြင်းလို့ခေါ်တယ်ဒီ speed feature ကကြတော့ special feature ဖြစ်တယ်ကက်ကမှာဆိုတော့ free တော့မရဘူးသူက standard တော့ pro အကောင့်ဖြစ်မှရပါပဲ video clip တစ်ခုထဲမှာပဲမတူညီတဲ့မြန်နှုံးကိုနှင်းနှုံးကိုနှစ်ခုစလုံးကိုပေါင်းပြီးတော့ဖန်တီးခြင်းနဲ့ဆိုတော့ curve speed feature ကိုအသုံးပြုနိုင်ပါတယ် တော့ဒီ project ထဲကကျွန်တော်ဗီဒီယိုတစ်ပုဒ်ကို Caspi feature အသုံးပြုတာပြပေးမယ်အဲ့တော့သုံးမြင်ဗီဒီယိုကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ထောက်လိုက်မယ်ဆိုရင်အောက်က tools တွေထဲက speech ဆိုတဲ့ဒီအဝိုင်းလေးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ဒီမှာထပ်ပြီးတော့ speech feature 3ကိုတွေ့ရမယ်ရှေ့က normal speech ကကျွန်တော်အရင်ဗီဒီယိုမှာပြောပြပေးပြီးသွားပြီ အခုကျွန်တော်အခုပြောပြပေးမယ် speed feature ကကြတော့ cut speed feature ဖြစ်ပါတယ်ဒါပေမဲ့ဒီ cut speed feature လေးက free အကောင့်မှာဆိုရင်တော့တုံးလို့မရပါဘူးကျွန်တော်တို့က standard account ရော pro account ဖြစ်မှာဒါအတုံးပြုတ်လို့ရမှာဖြစ်ပါတယ်ဒီ cut မှာစိန်တုံးလေးပါနေတယ်ဖြစ်အတွက် free account နေဆိုတော့တုံးလို့မရဘူးအဲ့တော့ဒီ cut speed ကိုကျွန်တော်တို့အတုံးပြုတ်မယ်ဆိုရင် cut speed လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားဆိုရင်ဒီလိုမျိုးလေးတွေ့ရပါလိမ့်မယ်เนาะ cut speed မှာကျွန်တော်တို့က ဒီဗီဒီယိုအနည်းကောအမြန်ရောတပြိုင်နက်တည်းဗီဒီယိုကလစ်တစ်ခုထဲမှာထည့်လို့ရပါတယ်အကျွန်တော်တို့ကအခုမှဆက်ဆက်အသုံးပြုမယ်ဆိုတော့မလုတ်တတ်သေးဘူးမလုတ်တတ်သေးဘူးဆိုရင်ဒီမှာပေးဘေးမှာပေးထားတယ် custom ရဲ့ဘေးမှာပေးထားတယ်ဒီ preset တွေအကုန်လုံးကကျွန်တော်တို့အလွယ်တကူအသုံးပြုလို့ရတယ် auto preset တွေပဲဖြစ်ပါတယ်အဲ့ထဲကတစ်ခုချင်းစီကိုကျွန်တော်ရှင်းပြပေးပါမယ် okay ဒါဆိုရင် auto preset တွေကနေစပြီးတော့အသုံးပြုကြည့်မယ် custom ဘေးက montage ဆိုတဲ့ဟာလေးနဲ့စလိုက်ရအောင် montage ကိုနှိပ်လိုက်မယ်နော် ဒါကတော့ montage preset လေးသူ့ရဲ့ပုံစံကကြတော့ဒါ action ဇာတ်ဝင်ခန်းတွေမှာကျွန်တော်တို့တွေ့ရလိမ့်မယ်အနည်းနဲ့အမြန်ပြကွက်လေးပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော် graph ကြည့်ခြင်းလေဆို montage ကိုဒီမှာအပေါ်မှာပုံနေ edit ဆိုတဲ့စာလေးကိုနှိပ်လိုက်ဒါသူ့ရဲ့ graph ပုံစံလေးနော်အဲသူဆက်ဆက်ချင်းမှာပုံမယ်ပြီးတော့ဒီအလယ်နားတွေမှာဒီနားဒီနားလောက်ရောက်တဲ့အခါမှာသူကမြန်သွားတယ်မြန်ပြီးတော့ဒီကနေဒီနားလေးရောက်သွားရွှေ့ဆိုပြီးနေသွားနော်ရုပ်ရည်ဒီနားမှာနေသွားတယ်ပြီးတော့ဒီနားမှာပုံမှန်ပြန်ဖြစ်သွားတယ်အဲ့လိုပုံစံလေးနောက်တစ်ခုတော့အောင်နောက်တစ်ခုက hero အဲ hero ကကြတော့သူက အစနဲ့အဆုံးမှာအနီးကွေးနေပြီးတော့သူကအလေမှာရုပ်ပြည့်မြန်ဆန်သွားတာတစ်ချက်ကြည့်လိုက်ရအောင်နော်ဟီးရိုးဆိုတဲ့စာလေးကို update ဆိုတာလေးနေလိုက်မယ်ဒီမှာကျွန်တော်ပြထားတဲ့အတိုင်းသူကအစမှာမြန်နေအလေမှာနေပြီးတော့ဒီအဆုံးမှာပြန်ပြီးတော့ပုံမှန်ပြန်ဖြစ်သွားတယ်အဲ့လိုပုံစံလေးပေါ့နော်ဒါသူ့ကိုကြတော့ action ဇက်ဝင်ကန်းဒီမှာတုံးလို့ရတယ်ဒါ action ဇက်ဝင်ကန်းဒီပုံစံဒီမှာတုံးတာကိုတွေ့ရတယ်နော်နောက်တစ်ခု bullet bullet ကိုနေရအောင်အဲ bullet ကကြတော့ bullet ကိုကျွန်တော်တို့ထိုက်ထောက်ကြည့်အောင်နော် bullet ကို edit နေလိုက်မယ် အဲသူ့ရဲ့ပုံစံလေးကကြတော့ဒီအစမှာအစမှာကလေးကသူကမြန်နေနော်အစမှာကလေးကမြန်နေပြီးတော့ဒီနားလောက်လေးရောက်တော့သူကနေပါတယ်ပြီးဒီမှာပုံမှန်အမြန်တိုင်းပဲနော်မြန်နားလေသူကပုံမှန်အမြန်တိုင်းပဲတွားတယ်သူမပုံမှန်မြန်မနေပါတယ်သူပုံမှန်အမြန်အဲ့လိုမျိုးတွားတယ်ဒီ bullet ကဘယ်နာမတုံးလဲဆိုတော့ကျွန်တော်အရေးကြီးတဲ့အခိုက်အတန့်တွေကို slow motion နဲ့ highlight ပြခြင်းတဲ့အခါမျိုးမှာ bullet ကိုတုံးတယ်ကျွန်တော် highlight ပြခြင်းတဲ့နေရာကဒီမှာအလယ်နားမှာဒါတော့ပြခြင်းတဲ့နေရာကိုဒီနားမှာနှေးလိုက်ပြီးတော့ကျန်တာပုံမှန်အမြန်တိုင်းတွားနော်အဲ့ဒါ bullet နောက်တစ်ခု jump jump တက် ဂျမ်ကတ်ကကြတော့ကျွန်တော်တို့အဲဂျမ်ကတ်ရဲ့ပုံစံကိုကြည့်ချင်နေဆိုရင်ကျွန်တော်တို့ဂျမ်ကတ်ကိုတစ်ချက်ထောက်လိုက်မယ်အတစ်ဒါဂျမ်ကတ်ရဲ့ပုံစံသူ့ရဲ့ပုံစံလေးကဒီနားမှာနေဒါနေတယ်ဗောနော်အနေကွက် PD အလေလောက်လောက်အလေလောက်မှာသူကရုပ်တရက်မြန်သွားတယ်ပြီးမှဒီမှာအနေကွက်ပြန်ပြီးအနေကွက်ပုံမှန်လေးဖြစ်သွားတယ်နော်အဲမှာပြန်ကြည့်ရအောင်ဒီမှာဒီနားလေးမှာနေနေနေပြီးအလေမှာရုပ်ရက်မြန်သွားပြီးတော့နေအနေကွက်လေးပုံမှန်ပြန်ဖြစ်သွားတယ် နော်အဲသူ့ကိုဘယ်မှာတုံးလဲဆိုတော့ကျွန်တော်တို့ music beat တွေမှာအသုံးပြုတယ်တေးဂီတာစီးချက်တွေနဲ့ live ဖတ်တယ်စီးချက်ကြက်ကြဗီဒီယိုတွေမှာအသုံးပြုပါတယ်နော် music video မှာအသုံးများတယ်နော် okay နောက်တစ်ခုကကျတော့ flash in flash out ဒါဒီနှစ်ခုကစင်တူတယ်ဘယ်လိုစင်တူလဲတော့မှာ flash in ဆိုတစ်ချက်ကြည့်အောင် flash in ကိုနှိပ်လိုက်မယ် edit ကိုနှိပ်လိုက်မယ်သူကအစပိုင်းမှာမြန်တယ်အစပိုင်းမှာသူကမြန်တယ်ဒီအလဲလောက်မှာအလဲကနေစပြီးတော့ပုံမှန်ပြန်ဖြစ်သွားတယ်နော် ဲ့လိုမျိုး flash in အဲသူကအစမှမြန်ပြီးတော့ပြီးတော့ရုပ်တရက်ချက်ချင်းနေသွားတယ်အဲ့ဒီပုံစံနော်အဲ့ဒီပုံစံလေးနောက်တစ်ခုဒါ flash in အဲ flash out ကကြောင့် flash in ရဲ့ဗျောင်းမြင်နော်အဲ့ဒီကောင်တော့ကျွန်တော်ပြန်လိုက်ရအောင်သူက flash out ကကြတော့အစမှနေပြီးတော့ပြီးတော့အလေလောက်ကနေစပြီးတော့နောက်ဆုံးဒီကိုပုံမှန်ရုပ်တရက်မြန်သွားတယ်အဲအဲ့လိုမျိုးအဲသူကကြတော့ဘယ်နေရာဒီမှာအတုံးပြုတ်လဲကြတော့ flash in နဲ့ flash out ကကြတော့ကျွန်တော်တို့အဲကျွန်တော်ဗီဒီယိုတစ်ခုနဲ့ချာတစ်ခုချာမှာ transition တွေတုံးနေမှာအဲအဲ့ဒီ transition တွေမှာတုံးမနေ transition အစားကျွန်တော်ဒီ flashing flash out တွေကိုအသုံးပြုပြီးတော့ video တစ်ခုနဲ့ချိုးချာက transition အနေနဲ့ဒီ flashing flash out speed ကိုအသုံးပြုလို့ရတယ်။ဒါကတော့သူပေးထားတဲ့နော် auto ဒါ preset တွေပဲဖြစ်တယ်။အဲ့တော့မှကျွန်တော်တို့ကကိုယ်တိုင်လုပ်ချင်နေဆိုရင်နော်ကိုယ်တိုင် preset တည်ဆောက်ချင်နေဆိုရင်နော်ဘေးနာက custom လေးကိုနှိပ်ပြီးတော့အသုံးပြုလို့ရပါတယ်။ Okay ဒါဆိုရင်အခုကျွန်တော်က custom preset အသုံးပြုတာကိုအတူတူလေးပဲပြောပြလိုက်မယ်။ဘေးနာက NO1 နန်းရဲ့ဘေးက custom CUS1 custom ကိုနှိပ်မယ်။အဲ့ဒီ custom နဲ့ထပ်ဝင်မယ်။ edit ဆိုတာကိုနှိပ်လိုက်မယ်။ဒါဆိုတော့ဒါအားလုံးက speaker ပုံမှန် speed တွေပဲเนาะ။ဒီမှာသူချပါချပေးထားတဲ့အတိုင်းဒီအလေရเนาะ18ဆိုတဲ့ဒီဒီအလေတိုင်းအကုန်လုံးဒါ normal speed ပဲเนาะ။အဲ့ဒါကိုကျွန်တော်တို့က custom ဘလို့တွားလဲဆိုတော့ဒီအလေကြောင့်ပဲအခြေခံပြီးတွားမှာကျွန်တော်တို့ဒီမှာဥပမာကျွန်တော်ဒီဒီအမှတ်ကလေးကိုစပြီးတော့ကျွန်တော်ပြောင်းကြည့်မယ်။ဒီအမှတ်ကလေးကိုကျွန်တော်ကအောက်ကိုဆင်းလိုက်မယ်ဆိုရင်ဒါကဗီဒီယိုကနှီးတွားလိမ့်မယ်။เนาะကျွန်တော်တစ်ချက်ပြမယ်။ဒါဗီဒီယိုကနှီးတွားရယ်เนาะ။ ်အကယ်တော့ဒီအမှတ်ကလေးကိုကျွန်တော်ကအပေါ်ဆွဲတင်လိုက်မယ်ဆိုရင်ဗီဒီယိုကမြန်သွားလိမ့်မယ်ဒါဆိုမြန်သွားတယ်နော်အဲ့တော့ကျွန်တော်တို့ဒီအမှတ်ကလေးကိုအလေမှာပြန်ထားလိုက်မယ်ဆိုရင်ဒီဟာ normal speed ပုံမှန်မြန်နှုန်းတိုင်းဖြစ်သွားမယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီကပ်ရဲ့အတားကျက်ကကျွန်တော်တို့ဒီနှီးတာကိုမြင်တာကိုဒီကပ်ဒီ graph လေးကိုတုံးပြီးတော့နှီးတာကိုမြင်တာကိုတပြိုင်နက်တည်းအတုံးပြီးတော့ပေါင်းပြီးတုံးလို့ရတယ်။ normal speed မှာတော့ဆိုရင်ကျွန်တော်နှီးတာကိုမြင်တာကိုတပြိုင်နက်တည်းလုံးလုံးမရဘူး။နောက်ဒီမှာမြင်နေပြီးတော့ရုပ်တရေဒီနားလေးကြတော့နှီးသွားတယ်။ အဲအဲ့လိုမျိုးလေနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကကိုကိုကြိုက်တယ်လို့လုပ်လို့ရတယ်နော်ဥပမာကျွန်တော်ဒါကိုဒါဒီတိတ်လေးကိုကျွန်တော်ကအဲဒီလိုနှိမ့်လိုက်ပြန်လိုက်လှုပ်ချင်တယ်အဲဆိုရင်ဒီကျွန်တော်ထပ်ပြီးတော့ဒီအမှတ်ဒီ marketing တွေထပ်ပေးခြင်းတွေပေးလို့ရတယ်ဒီနားမှာထောက်လိုက်ဒီဒီဘက် bear ad b ဆိုတာကိုနှိမ့်လိုက်ဒါဆိုနောက်ထပ် asset ကလေးထပ်ပေါ်လာမယ်အဲပြီးကျွန်တော် load လောက်ထည့်လို့ရတာဒါကြိုက်တယ်လို့ limit မပေးထားဘူးကျွန်တော် load လောက်ထည့်မနော်ဒါနှိမ့်မယ်ပြီးဒီအားဆိုမြန်သွားမယ်နှိမ့်မယ်မြန်မယ်နှိမ့်မယ်ပြီးပြ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 နဲ့ပုံမှန်ပြန်ဖြစ်သွားမယ်အဲ့လိုပုံစံမျိုးနော် ဒါကတော့ cuff ကျွန်တော် custom နဲ့ကျွန်တော်လိုချင်လို့အနည်းအမြန်ကို custom ချိချိန်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ slow motion နဲ့အတုံးပြူပြွားပြီဆိုရင် cut cut ကနေပြီးတော့ဒီအောက်နားလေးမှာ small slow motion ဆိုတဲ့ feature ကိုထပ်ပေးတယ်ဒီကောင်ကလည်းဒါကျွန်တော်တို့ဒါ standard account ကို pro account မှာတုံလို့ရမယ်ဒီကောင်ကဘာအတွက်အသုံးပြုတာလဲဆိုတော့ကျွန်တော်တို့တချို့တော့ဒီအယမ်းမြန်တဲ့ video တွေကိုကျွန်တော်တို့ slow motion လုပ်လိုက်တဲ့အခါမှာဒီ blur လေးတွေ shake ကလေးတွေထပါရတယ်အဲ့ဒါကိုကျွန်တော်တို့ကပြန်ပြီး small ဖြစ်ဖို့အတွက် small slow motion ဆိုတဲ့ feature ကိုထပ်ပြီးတော့တုံလို့ရပါတယ် အဲ့ဒီ small slow motion feature မှာဆိုရင် first process နဲ့ butter process ဆိုပြီးနှစ်ခုထက်ရှိတယ်။ first process ကကျတော့ကျွန်တော်တို့ကအရေးတွေးရတိတ်မကောင်းဘူး။ဒါပေမဲ့မြန်ဆန်တဲ့ process ဖြစ်စီတယ်။ small note လုပ်ပြီးတယ်ဒါပေမဲ့သူကတိတ်ပြီးအရေးတွေးမကောင်းဘူး။ပြီးတော့အောက်က butter quality ကကျတော့ကျွန်တော်တို့အရေးတွေးပိုကောင်းတယ်။သူကဘာလို့ကောင်းရလဲဆိုတော့ video frame မှာ AI နေထပ်ပြီးတော့ဖန်တီးပေးလိုက်တာဖြစ်တဲ့အတွက် frame blending တွေကပို့ပြီးတော့ချောမွေ့သွားပြီးတော့အရေးတွေးမြင် slow motion effect ကိုဖန်တီးပေးပါတယ်။ဒါပေမဲ့အဲ့ဒီအရာကို process လုပ်တဲ့ကြာချိန်ကတော့နည်းနည်းကြာနိုင်ပါတယ်။နော်